ကျွန်တော်ဆက်လက်ပြီးတော့စနေသားသမီးတွေရဲ့တပတ်တာကံကြမ္မာကိုလမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်။အဲ့ဒီအတွက်ကျွန်တော်9ရက်အောက်တိုဘာလ2025တနင်္ဂနွေနေ့ကနေပြီးတော့17ရက်အောက်တိုဘာလ2025စနေနေ့ဒီတပတ်တာကာလအတွင်းကျွန်တော်တို့စနေသားသမီးတွေကံကြမ္မာကိုကြည့်လိုက်ကြရအောင်။အပတ်စဉ်တိုင်းဆောင်းမြောကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများကိုလည်းဒီနေရာကနေကျေးဇူးတင်ပါတယ်။ ကဲတော့စနေသားသမီးတွေအနေနဲ့ဒီတွက်မှာဆိုလို့ရှိရင်တော့အဲကျွန်တော်တို့เนาะအဲစိတ်ချမ်းသာစရာကိစ္စတွေကြုံတွေ့မယ်အဲ့ကူလောက်တာတွေကအကျိုးပေးအရာထင်မယ်လောက်ကန်ကြံစီသမားတွေအဆင်ပြေမယ်အဲ့တော့လူပင်မနာစိတ်ပင်မနာအနှဲငယ်ရှိမယ်သို့တော်လည်းကို့အတွက်အဆင်မပြေတာတွေကပြန်ပြီးပြေလည်လာမယ်တပတ်တာဖြစ်ပါတယ်အဲ့တော့ ကြိုးစားတယ်ကြိုးစားတာတော့လေအရာထင်တယ်ဆိုတော့ကန်လိုက်တယ်ဆိုတော့တပတ်တာဖြစ်ပါတယ်အဲ့တော့အလုတ်ကန်စီးပွားရေးမှာအခက်အခဲတွေတွေ့မယ်ကြိုးစားရမယ်သို့တော်လည်းအောင်မြင်မှုတွေအကျိုးမြတ်တွေဆိုတာအခွင့်အလမ်းတွေဆိုတာလည်းရမယ်တပတ်တာဖြစ်ပါတယ်ဟလာအလုတ်ကန်စီးပွားရေးနဲ့ပတ်သက်လို့သွားလာတာမျိုးတွေကြောင့်လူပင်ပန်းတာမျိုးတွေစိတ်ပင်ပန်းတာမျိုးတွေအနေနဲ့ဖြစ်တတ်တယ်အထူးတော့ဘလို့ပဲဖြစ်ဖြစ်ပါတစ်ဖက်မှာလည်းကောင်းကျိုးချမ်းသာတွေရှိပါတယ် အဲ့တော့ငွေကြေးနဲ့ပတ်သက်တော့ငွေကုန်ကြေးကျများတာငွေကြေးနဲ့ပတ်သက်ပြီးတော့အိတ်ဆိုင်ဖြစ်ရတာငွေကြေးသူများကိုအကူအညီထောက်ပံ့ပေးရတာဟဲ့လားငွေကြေးနဲ့ပတ်သက်ပြီးရစရာရှိတဲ့ပတ်စံမရဘဲနဲ့ဟဲ့လားကုန်ကြစရာတွေကရှေ့ကထွက်နေတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့ငွေကုန်ကြများတယ်လို့ပြောလို့ရပါတယ်ငွေကြေးနဲ့ပတ်သက်သတိထားပါအရေးကြီးတဲ့စွန့်စားစားလုပ်ရမယ်ငွေကြေးလုပ်တယ်ဆိုရင်မလုပ်တာဘူးကောင်းပါတယ်အခြေအိမ်တော်ရင်းမြစ်တာကြီးမှာဆိုရင်တော့ချစ်သူကြီးစားတစ်တွေရတာအခြေအိမ်တော်ရင်းနဲ့ပတ်သက်လို့စိတ်ချမ်းသာပျော်ရွှင်ရတာကံကောင်းတာမျိုးတွေကြုံတွေ့မယ်အဲ့တော့မပြည့်လဲတဲ့အခြေအိမ်တော်ရင်းကိစ္စတွေ ဟုတ်လားအဆက်အသွယ်ပြတ်တော့နေတဲ့အခြေအနေတော်ကြီးကိစ္စတွေပြန်လဲဆက်ဆက်စ조사ခြင်းဖြင့်ပြန်ပြီးတော့အဆင်ပြေနိုင်တဲ့ကာလဖြစ်ပါတယ်ပညာဆိုင်ရာအင်တာဗျူးနဲ့ပတ်သက်လို့ပေါ့ဖြေဆိုဖို့အတွက်ဟုတ်လားလုပ်ဖို့အတွက်ရည်ရွယ်ချင်စီရတယ်ဆိုရင်တော့မလုပ်တာပိုကောင်းပါတယ်အဆင်မပြေနိုင်သေးဘူးအရေးကြီးတဲ့စကားခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေပေါ့ဒါတွေကတော့ဒီတော့မှအောင်မြင်မှာဖြစ်ပါတယ်အဲ့တော့အရေးကြီးတဲ့ခရီးစဉ်ကိစ္စတွေ အဲ့ဒါသွားဖို့လာဖို့ရှိတာတွေလှုပ်ချင်းဖြစ်အောင်မြင်မယ်အရေးကြီးတဲ့စကားကိစ္စတွေပေါ့စကားပြောရဆူရတာမျိုးတွေအဲ့ဒါလှုပ်ရမှာအဲ့ဒါအရေးကြီးစကားကိုယ့်ဘက်ကအတားရအနိုင်ရအောင်အောင်မြင်အောင်ဆိုရင်လှုပ်တင်နဲ့ကန်ကောင်းတာဖြစ်ပါတယ်အဲ့တော့ကျမကြီးပူစရာမလို့ကျမကြီးနဲ့ပတ်သက်ရင်ကျမကြီးကံကောင်းနေတဲ့နေရာမှာပါတယ်ကျမကြီးနဲ့ပတ်သက်လို့ရှိရင်လမ်းခွင့်အထောက်ပံ့ရတတ်တယ်အဲ့တော့ကျမကြီးမကောင်းတဲ့မိတ်ဆွေတွေရှိရင်တော့ဒီတစ်ပတ်တာမှာတော့ ကျမကြီးအခွင့်အလမ်းတွေဟလာအထောက်ပံ့တွေပေးမှမှုတွေရပြီးတော့ပြန်လဲတတ်တာကောင်းမွန်လာနိုင်တာဖြစ်ပါတယ်အဲ့တော့နှစ်ချုပ်အားဖြင့်စနေသားသမီးမိတ်ဆွေများဒီတစ်ပတ်အခုကံကောင်းနေတဲ့နေရာမှာပါဝင်ပါတယ်ကံကောင်းတဲ့အားရစရာရှိတဲ့တပတ်တာကိုဖြတ်သန်းရမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ကံကောင်းလက်ရှိအကျိုးပေးကဏ္ဍဒီ၄ကဏ္ဍဖြစ်ပါတယ်အကျိုးပေးတဲ့အရာခရမ်းအရာဖြစ်ပါတယ်စနေသားသမီးမိတ်ဆွေများဟလာအရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေကိုလှုပ်ဆောင်ကံကောင်းတဲ့ဖော်ခြင်းပြဒီတစ်ပတ်မှာအောင်မြင်ပါလဲပဲဖြစ်ပါတယ်အဲ့တော့စနေသားသမီးမိတ်ဆွေတွေအတွက်ကျွန်တော်တို့လမ်းညွှန်ဟောကြားပေးခဲ့တာပါ